ကျွန်တော်တို့ဒီ2021မှာဒါဒီလိုမျိုးအာဏာသိမ်းမခံရရင်တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုအများကြီးလဲတိုးတက်လာမှာဖြစ်တယ်လို့လူတွေရဲ့ဒီနေထိုင်မှုစနစ်ပတ်ဝန်းကျင်အများကြီးပြောင်းလာပြီပေါ့နော်ပထမကြုံခဲ့တဲ့ဟိုငါးနှစ်မှာတော့မှကျွန်တော်တို့အများကြီးတိုးတက်လာခဲ့သေးတယ်ကြီးပါလေးဒီလမ်းတွေရောက်လာတယ်လက်စက်မီတွေရောက်လာတယ်ဗန်လေးမျိုးမျိုးမျိုးဆိုရင်လည်းမြင်းတဲ့တိုင်းပဲပေါ့နော်ဟိုအေရှားနဲ့ဘဝတွေကိုအများကြီးတည်ထောင်နိုင်ခဲ့ကြတယ်ပေါ့နော်အဲ့တော့ကျတော့ဒီလိုမျိုးဖြစ်ရဆိုပြောဖြစ်ရင်လည်း ရတားပြည်သူတွေကိုလည်းဟိုပြည်သူစုရပြီးပြီးအားကိုးတဲ့အတွက်ကြောင့်တို့ရဲ့လုတ်ကင်နိုင်ခွင့်ပေါ့နော်ကိုကြီးစောင့်ရှောက်နိုင်ခွင့်ကိုအစိုးရကကြီးပဲနေမကောက်ဘူးပြည်သူရဲ့အောင်ဝင်မှုကိုအရန်လဲဦးစားပေးခဲ့တာလည်းမျက်မြင်ပဲဖြစ်တယ်ပေါ့နော်အတူအလွဲအနည်းဆုံးဥမာပြရရင်တော့ကိုဗစ်ပေါ့နော်ဒါကဘာလုံးဆိုင်ရာဖြစ်ခဲ့တဲ့ကတ်ဆူကြီးမှာတော့မှတို့နိုင်ငံအမတန်မှအဆုံးချုပ်အတီပြောက်နေခဲ့တယ်ရှင်းကြည့်ရင်အမေရိကတက်တော့အများကြီးတားတယ်ပေါ့နော်ပါရှားမှာ800ရာခိုင်မှာအစိုးဆုံး ာဝစည်းထိုးနိုင်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တယ်အဲ့ဒီချိန်မှာလည်းရပ်ဘက်အဖွဲ့စည်းတွေဒုတိယအဖွဲ့စည်းတွေကိုယ်တိုင်လည်းသူတို့ကိုယ်တိုင်ပါဝင်ကြကေတင်ကြကူညီကြနဲ့လုပ်တိုင်ခဲ့ကြတယ်ပါဝင်ခြင်းပေါ့နော်သူရကိုယ်တိုင်အောက်ဆီဂျင်ပိုးတွေပေးနေတာပေါ့ဘူးဤသူတွေကိုယ်တိုင်လုပ်နေတာပေါ့နော်အဲ့လိုလုပ်နိုင်တဲ့ခွင့်လမ်းကိုလည်းပေးခဲ့တယ်အခုကျတော့ဤသူတွေမှာလုံချိန်ကူညီကြတာတော့မှကူညီဖို့အပ္ပဏခက်ခဲတဲ့အခြေအနေဖြစ်နေတယ်အဲ့တော့သူတို့ကိုယ်တိုင်ကူညီဖို့မပြောနဲ့ပြည်သူကူညီဖို့တောင်းနောက်ဆက်ဒါစီနေတာတွေတွေ့နေရတယ်ပေါ့နော်အခု နိုင်ငံတကာအကူအညီဆိုလည်းဖွင့်နိုင်လို့ပြောပြီးတော့တကယ်တကယ်ကျတော့နိုင်ငံတကာအကူအညီကိုပြည်သူစီကိုရောက်နေတာမဟုတ်ပဲနဲ့သူတို့ရဲ့အတိုင်းအဝန်ကိုပဲရောက်နေတာပဲတွေ့ရတယ်ပေါ့အများသောအားဖြင့်နေပြီးတော့ပဲရောက်နေတယ်သူတို့ရဲ့ပြူကြနေတဲ့လိုင်ကောင်းတွေကိုတန်တဲ့တွေကိုစေနေရလို့ပဲတရင်ချားတယ်ပေါ့နော်အဲ့ဒီခါကျတော့ဟိုဒီလိုပုံစံမျိုးနဲ့တော့တို့တွေကဟိုနဲ့ပြီးခဲ့တဲ့ရှေ့ကပြည်သူအစိုးရတွေနဲ့တော့အញ្ញံကိုကွာပါတယ်ပြည်သူအစိုးရဆိုတဲ့နေရာမှာသူ့ရှေ့မှာကြီးနေတဲ့ဦးသိန်းစိန်အစိုးရတောင်မှဟိုထင်းလောက်မဆိုးဘူးပေါ့နော်ဒီမိုကရေစီတပိုင်းပဲပြည်သူလူထုဘောယူဆိုင်မှုတွေ များကြီးရှိသေးတယ်ပေါ့နော်။နေဆုံးဟို2015မှာရေးကြီးတယ်ဆိုရင်ပြည်သူတွေလုံနိုင်ဖို့ကူညီနိုင်ဖို့အတွက်ကိုသူအများကြီးဖွင့်ပေးနိုင်ခဲ့တယ်။တက်ဆိုင်ရာစုဝါဌာနတွေကလည်းဟိုတကယ်ကူရမယ့်အဖွဲ့မဟုတ်တော့လည်းအားလည်းကူညီဝင်ပူပါကူညီနိုင်ခဲ့ကြတယ်ပေါ့နော်။ဒါတော့ပြည်သူစုဝါခေတ်ကတော့အားလုံးမြင်တဲ့အတိုင်းပါပဲ။ဟိုကဲကူညီကြတာကသူရကိုယ်တိုင်ရောအားလုံးကရောချက်ချင်းလုပ်ခဲ့လုပ်နိုင်ခဲ့ကြတယ်ပေါ့နော်။အခုတော့ဟိုရှင်းကြည့်ရအခါမှာအမှန်တန်လည်းတိတာထင်ရှားกว่าချာနေအောင်တွေ့ရမှာဖြစ်ပါတယ်။